နာမည်ကြီးပြင်သစ်နဲ့အင်္ဂလန်တို့အုပ်စုချက်ခဲ့ပြီးလက်ရှိချန်ပီယံအာဟင်တီးနာထင်သလားအုပ်စုမချက်ခဲ့တဲ့2026ကမ္ဘာဖလားအုပ်စုပွဲစဉ်များ မင်္ဂလာပါဗျကိုခိန်းစတာဖုတ်ဘောရှိုးကနေကြိုဆိုပါရစေကျွန်တော်ကိုခိန်းပါဒီလိုလေးမှာတော့မင်းညမဲခွဲဆုံးဖြတ်ခဲ့ပြီးဖြစ်တဲ့2026ကဘာဖလားရဲ့အုပ်စုအခြေအနေနဲ့ပတ်သက်ပြီးသုံးသပ်ဆွေးနွေးမှုလုပ်သွားမှာဖြစ်ပါတယ်အရင်ပြောချင်တာဒီ2026ကဘာဖလားရဲ့ထူးခြားမှုဖြစ်ပါတယ်အခုဂျွန်မှာအမေရိကန်ကနေဒါမက္ကဆီကိုနိုင်ငံကြီးသုံးနိုင်ငံမှာကျင်းပသွားမှာဖြစ်ပါတယ်ဒီတွက်ကြောင့်လိပွဲစဉ်တွေပြီးသွားလို့ပြင်းနေစရာမလိုတော့ဘူးနောက်လာမဲ့ဘောလုံးရာသီကိုအချိန်ကြာကြီးစောင့်နေစရာမလိုတော့ဘူးကဘာဖလားကိုကြည်ရင်နဲ့စောင့်ဆိုင်းနေလို့ရပါတယ် ကျွန်တော်ညီကိုရင်းနဲ့ကျွန်တော်ကြားထဲမှာလင့်မပြတ်သွားတော့ဘူးဘောလုံး transfer တွေပဲပြောနေစရာမလိုတော့ဘူးကဘာဖလားကိုထပ်ပြီးတော့ရင်ခုန်အားတော့မှာဖြစ်ပါတယ်ခင်ဗျဒါတွေမကသေးပဲနဲ့အသင်းကြီးအတွက်တိုးထားတယ်အရင်တော့32သင်းကျင်းပါတဲ့ကဘာဖလားကနေအခု48သင်းတိတိတိုးလာတယ်အခုအုပ်စုမဲခွဲမှုမှာဆိုရင်တချို့အသင်းတွေကတော့ဘယ်အသင်းတွေမှအတိအကျမသိသေးဘူးဘာကြောင့်လဲ playoff ပြိုင်နေရတဲ့အတွက်ကြောင့်ပါအဲ့တော့ playoff ကနေတက်လာမဲ့လမ်းကြောင်းနှစ်သွဲရှိတယ်ပထမတစ်သွဲက UEFA အသင်းတွေများတဲ့အတွက် UEFA တက်လာမယ်အသင်းတွေနောက်ထပ်လမ်းတစ်သွဲက UEFA မဟုတ်တော့တခြားသောဇုံတွေကတက်လာမယ်အသင်းတွေဆိုပြီးလမ်းနှစ်သွဲပါအဲ့ဒီထဲမှာတခြားသောဇုံတွေကတက်လာမယ်ပတ်သွေးနဲ့ပတ်တူးဆိုပြီးတော့နှစ်လမ်းရှိပါတယ်သို့တော့အရင်ချက်တဲ့အသင်းတွေတော့မပါတော့ပါဘူးဥပမာပြောရင် UEFA မဟုတ်တော့တခြားဇုံကတက်လာမယ်ပတ်သွေး1မှာဆိုရင်ကျွန်တော် DR Congo လို့အသင်းမျိုးက final မှာရှိနေတယ် နောက်ထပ်အသင်းအသင်းဖြစ်တဲ့ဆလန်ဒိုနီးယားနဲ့ဂျမေကာဆီမီဖိုင်နယ်ကန်အောင်မှာဖြစ်တဲ့အတွက်ကြောင့်တသင်းသင်းပေါ့နော်ဒီယာကိုကွန်နဲ့တွေ့ရနိုင်တယ်အဲ့အတွက်ကြောင့်ဒီယာကွန်ကိုဒါမဟုတ်ဆလီဒိုနီးယားဂျမေကာစတဲ့အသင်းတွေကပတ်သွေးရနေတက်လာမှာဖြစ်ပါတယ်ပတ်2မှာတော့အီရက်ကဖိုင်နယ်ကိုတက်သွားပြီးဘိုလီးဗီးယားနဲ့ဆူရီနေမ်တို့ကဒီဖိုင်နယ်မှာဘယ်သင်းတက်မယ်မလဲတစ်ချက်စောင့်ကြည့်အောင်ပါဘယ်လိုပဲဖြစ်ဖြစ်အီရက်ဘိုလီးဗီးယားဆူရီနေမ်၃သင်းထဲကတသင်းဟာ တ်သွေး2ကနေတက်လာမယ့်အသင်းတွေဖြစ်ပါတယ်။ဒါပေမဲ့ UEFA playoff အဆင့်ကတက်လာမယ့်အသင်းတွေကတော့အတော်လေးများပါတယ်။ကျွန်တော်အတိအကျပြောလို့မရပါဘူး။ဒါပေမဲ့လည်းအသင်းကောင်းတွေအများကြီးပါဝင်နေတယ်ဆိုတာကျွန်တော်သတိထားရပါလိမ့်မယ်။တလက်စာရေကျွန်တော်ပြောလိုက်မယ်နော်။နာမည်ကြီးအသင်းတွေဆိုလို့တူတကီ၊ချက်၊အရလန်၊ဒန်မတ်၊အီတလီ၊ပိုလန်၊ယူကရိန်း၊ဆွီဒင်၊ဝေ့စ်အကုန်ကြီးပါပါပဲ။ဆလိုဗက်ကီးယားတို့နော်။ရူမေးနီးယားတို့ ကစားသမားကောင်းတွေအများကြီးပါတဲ့အသင်းတွေပဲဒီထဲမှာအသင်းငယ်တွေဆိုလို့ Northern Ireland တို့ North Macedonia တို့ Albania တို့ Kosovo တို့လောက်ပဲရှိတယ်။ကျန်တဲ့အသင်းတွေကတော့ကမ္ဘာဖလားမှာကျွန်တော်မြင်ဘူးနေကြအသင်းတွေပါ။ကစားသမားကောင်းတွေအများကြီးရှိတယ်အသင်းတွေဖြစ်ပါတယ်။ဒါက playoff အခြေအနေနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြတာပါ။ Okay အဲ့တော့ကျွန်တော်အုပ်စုပွဲစဉ်တွေကိုတအုပ်စုချင်းစီဆွေးနွေးကြည့်အောင်ပြီးရင် အင်္ဂလန်တို့ပြင်သစ်တို့ဘာကြောင့်အုပ်စုကျက်တယ်လဲအာဟင်ဒီနာထင်တယ်လို့ဘာကြောင့်အုပ်စုမကျက်တယ်လဲဆိုတော့ reason တွေပါကျွန်တော်တခါတည်းထည့်သွင်းသုံးသပ်ဆွေးနွေးပေးပါမယ်အဲ့တော့ပထမဆုံးအုပ်စု A မက္ကဆီကိုရဲ့တောင်ကိုရီးယားရဲ့တောင်အာဖရိကပြီးရင် UEFA ဖတ်ကတက်လာမယ်အသင်းတစ်သင်းမှာဒီအုပ်စုကတော့ level ချင်းတူတဲ့အသင်းမျိုးတွေတွေ့နေတဲ့အုပ်စုဖြစ်ပါတယ်အသင်းမပါပေမဲ့လည်းတစ်သင်းမှာဝူရှူဝါသွားလို့လို့မရဘူးဝူရှူဝါလို့သွားရင်အုပ်စုကနေလစ်သွားဖို့ရှိပါတယ်နောက် group B မှာ အင်ရှင်ကနေဒါပြီးရင် UFA ဖတ် A ရဲ့ဝင်တာပြီးရင်ကာတာဆွစ်ဇာလန်ဒီအုပ်စုကလည်းအုပ်စု A အတိုင်းပဲ level 2တဲ့အသင်းမျိုးတွေဖြစ်နေပါတယ်ကာတာကတော့ထင်သလောက်မဟုတ်ဘူးပေါ့နော်ကနေဒါကအင်ရှင်အားရှိမယ်ဆွစ်ဇာလန်ကလည်းဥရောပရဲ့အသင်းကောင်းတစ်သင်းနောက်ထပ်ဥရောပရဲ့ပတ်အေရအတင်းတင်းပါလာပါအောင်မယ်။အုပ်စုစီမာကတော့နာမည်ကြီးဘရာဇီးပါ။ဘရာဇီးကလည်းအတင်း၄တင်းရှိတဲ့နေရာမှာတင်းလောက်ကလွဲနှစ်တင်းကိုအာယုံစိုက်ပြီးကစားဖို့လိုတယ်။ ဟေတီကဘရာဇီးကိုရှင်နိုင်တဲ့ level မျိုးမှာမရှိဘူးဆိုပေမဲ့မော်ရိုကိုနဲ့စကော့တလန်ကတော့ရှင်ကစားနိုင်စွမ်းရှိတယ်မော်ရိုကိုဆိုပြီးခဲ့တဲ့ကမ္ဘာပလားတုန်းကအဆင့်မြင့်ဆုံး level တစ်ခုထိရောက်လာခဲ့တယ်ပေါ်တူဂယ်ကိုဖြုတ်ချနိုင်ခဲ့တယ်စကော့တလန်ဆိုရင်လည်းသူတို့ရဲ့မျိုးဆက်အရာဘီလီဂေးမော်တုတ်ကြီးနဲ့ရောဘတ်ဆင်တို့ရှိနေသေးတယ်တခြားသောနာမည်ကြီးကစားသမားတွေလည်းရှိနေသေးတယ်အဲ့အတွက်ကြောင့်ဘရာဇီးကိုရှင်နိုင်ပါတယ်ဘရာဇီးအနေနဲ့အရင်အုပ်စုမချက်ဘူးဆိုရင်လည်းမချောင်ဘူးလို့ပြောလို့ရတယ် group D မှာကတော့ ancient united states ပါ ပါရာဂွိုင်းအော်စတြေးလျနဲ့ UEFA ပတ်စီယာအသင်းတင်းကိုရှင်ပြိုင်ကစားရမှာပါအဲ့တော့ဒီအုပ်စုကလည်း USA အနေနဲ့တွားရှုပ်လို့မရဘူးဗျအသင်းတွေကတော့အကုန်မျှကြီးပဲလုံးဝခြောင်နေတယ်လို့တော့မဟုတ်ဘူးပေါ့နော်ပါရာဂွိုင်းနဲ့အော်စတြေးလျတို့ဆိုတာ United States နဲ့အကောင်းဆုံးရှင်နိုင်တဲ့ level အနေထားမျိုးမှာရှိတယ်ဒီနေရာမှာအော်စတြေးလျအကြောင်းကိုမသေးကွဲတဲ့ညီကိုတွေအတွက်တလက်စားတယ်ကျွန်တော်ရှင်းပြချင်ပါတယ်ဩစတြေးလျနဲ့ဩစတြေးလျမတူပါဘူးအတန်တော်ချင်းလည်းမတူဘူးစလုံးပေါင်းချင်းလည်းမတူဘူးနိုင်ငံအလံချင်းလည်းမတူဘူး ။ Australia ဆိုတာတခိတခါ Tim Car Hill တို့ရဲ့เนาะ Shower Zaro တို့ရဲ့နိုင်ငံပါ။ကျွန်တော်တို့ Asia တိုက်ထဲကနေဝင်ရောက်ရှင်ပြိုင်ခြေစစ်တဲ့အသင်းတစ်သင်းဖြစ်ပါတယ်။တိုးတော့သူ့ရဲ့တိုက်ကတော့ Australia တိုက်တတ်တတ်တိုက်လုံးမှာသူ့တနိုင်ငံပဲရှိတယ်။ Austria ကကြတော့ Germany နဲ့ကပ်နေတဲ့ဥရောပနိုင်ငံဖြစ်ပါတယ်။အလန်းကလည်းနီညိုယောင်ဒါမှမဟုတ်လည်းအနီလို့ပြောရရပါတော့။အနီနှစ်လိုင်းနဲ့အလဲကအဖြူတစ်လိုင်းမှာ United ကစားသမားဟောင်း Sabiza လက်ရှိ Crystal Palace နီးပြ Glasner တို့ရဲ့နိုင်ငံတနိုင်ငံဖြစ်ပါတယ်ခင်ဗျအဲ့တော့ဒီအုပ်စုထဲမှာဆိုရင် UEFA ရဲ့ Patsy အသင်းတသင်းထပ်ပါလာမှာဖြစ်တဲ့အတွက် American တို့အနေနဲ့ Guru Sai ကစားဖို့ရှိပါတယ်ဟုတ်ကဲ့ကျွန်တော်ညီကိုတွေဘလုံးမကစားချင်တယ်ဆိုရင်တော့ Senior Dodger စီမှာမောင်း6 IMAC 69နဲ့9 Dolomist တို့ကို Member Team Unit ဖြစ်အပူစုချင်းနဲ့ယုံကြည်သွားကစားလို့ရပါတယ်အသေးသေးသိချင်တယ်ဆိုရင်တော့ Baba Number 39 89 18 9 380မှာဆက်သွယ်ဆုံးဆန်းမေးမြန်းလို့ရပါတယ် Group E မှာကတော့ Germany ကူရာကာကို Ivory Coast နဲ့ Ecuador တို့ဖြစ်ပါတယ်။ကူရာကာကိုတသိန်းကလွှဲရင် Ivory Coast ကို Ecuador, Germany ကိုအကောင်းဆုံးရှင်ကစားနိုင်တဲ့ level အနေထားမျိုးပါ။ Ecuador ဆိုရင်လည်းတကယ့်ရွှေရောင်မျိုးဆက်ကိုပိုင်ဆိုင်ထားတဲ့ကာလတစ်ခု။နော် Moises Caicedo တို့ Inga Pierre တို့တခြားသောကစားသမားတွေလည်းအများကြီးရှိသေးတယ်။နော်အဲ့တို့ကြောင့် Germany အနေနဲ့လည်းတိတ်တော့မချောင်ပါဘူး။နောက်ထပ် OSUF မှာ Netherlands, Japan နဲ့ UEFA Pat B ကဝင်လာရဲ့ Tunisia ရဲ့ဖြစ်ပါတယ်။ဒီအုပ်စုကလည်း level တိတ်မကွာတဲ့အသင်းတွေတွေ့နေတာပါ။ group G ကတော့ Belgium, Egypt, Iran နဲ့ New Zealand လို့ဖြစ်ပါတယ်။ဒီအုပ်စုကတော့ Belgium အနေနဲ့တတပပူအုပ်စု6နဲ့လို့ပဲပြောရမှာပါ။ group H မှာက Spain, Cape Verde, Saudi Arabia နဲ့ Uruguay လို့ဖြစ်ပါတယ်။တချို့ကတော့ Uruguay လို့ပြောပါတယ်။ဒါပေမဲ့တကယ်အတန်တော့က Uruguay မှာအဲ့တော့ Uruguay တသင်းသာလေ Spain ရဲ့ပြိုင်ဘက်အသင်းဖြစ်တယ်။ကိဗာဒီလို့ဆော်ဒီလို့ဆိုတာထင်သလောက်တော့အစိမ့်မရှိဘူးဒါပေမဲ့ဂယူဒီဆိုက်တော့ကစားရမှာပေါ့နော်ဆော်ဒီအာရေဗျဆိုရင်ပြီးခဲ့တဲ့ကမ္ဘာဗလာတော့ အဖွင့်ပွဲမှာအာဂျင်တီးနားကိုအကောင်းဆုံးခြေသွမ်းပြသသွားခဲ့တဲ့အသင်းတစ်သင်းမှာ group i မှာပြင်သစ်လာပြီ။ဘာကြောင့်အဆုချက်တယ်လဲကျွန်တော်ပြောပြမယ်။ပြင်သစ်ဒီဆနဂေါရဲ့ခြေစစ်ပွဲပတ်သွေး2ဟာအသင်းတစ်သင်းနဲ့တွေ့ရမယ်။အဲ့ဒီအသင်းတစ်သင်းကအခုမှန်းလို့ရတယ်ဗျာ။ Iraq ရဲ့ Bolivia ရဲ့ Suriname ရဲ့သုံးသင်းတွေကတသင်းဖြစ်လိမ့်မယ်။အရင်ညနေအသင်းတွေမှာတော့မပါဘူး။ပတ်သွေး1ကအသင်းတွေကပတ်သွေး2လောက်အသင်းတွေလောက်မခက်ဘူးဗျာအဲ့ဒီတော့ကျွန်တော်ပတ်သွေး2ကတက်လာမယ့်အသင်းကတော့အနေငယ်ခက်ခဲနိုင်တယ် အဲ့ဒီပတ်သွေးတူးကိုဖယ်လိုက်မယ်ဆိုရင်တော့မှဆနဂေါ်ရောနော်ဝေရောဟာပြင်သစ်ကိုအကောင်းဆုံးဒုက္ခပေးနိုင်တဲ့အသင်းတွေဖြစ်ပါတယ်။အဲ့တော့ကြောင့်ပြင်သစ်ကတခြားအသင်းတွေတဆိုင်တတပူပူအုပ်စုချက်နေပါတယ်။ Group J မှာကတော့အာဟင်တီးနာ၊အယ်ဂျီးရီးယား၊အော်စတြီးယားနဲ့ဂျော်ဒန်တို့ဖြစ်ပါတယ်။အာဟင်တီးနာအနေနဲ့ကစားသမားစုဖွဲ့မှုအရကလက်ရှိအချိန်မှာတော်တော်ကောင်းနေတော့လီယိုမက်ဆီတို့ရဲ့နောက်ဆုံးကမ္ဘာပလာပွဲဖြစ်လာနိုင်တယ်ဆိုပေမဲ့အာဟင်တီးနာဒီလူငယ်လူရွယ်မျိုးဆက်တွေလည်းမွေးထုတ်ပေးထားနိုင်တဲ့အတွက်ကြောင့် ်အယ်ဂျီးရီးယားတို့အော်စတြီးယားတို့ထက်ကိုခေါင်းနှလုံးလောက်ပိုတာနေတယ်လက်ရှိချန်ပီယံလည်းဖြစ်နေတယ်အကုန်လုံးကတော့သတိထားပြီးကစားရမှာပဲဒါပေမဲ့လည်းဒီအုပ်စုမှာအာဟင်တီးနားဒီဂျန်တဲ့အသင်းတွေထက်ကိုတာလွန်နေတယ်လို့ကျွန်တော်ထင်ပါတယ်နောက် group K မှာကတော့ခရစ်စတီယာနိုရဲ့ပေါ်တူဂယ်ပြီးရင်ပတ်သွေးဝမ်းကတက်လာမယ်အသင်းတစ်သင်းဥစ်ဘက်ကစ္စတန်နဲ့ကိုလံဘီယာအဲ့တို့ကြောင့်ကိုလံဘီယာတသင်းတည်တာလည်း ပေါ်တူဂယ်အတွက်အနေနဲ့ခက်ခဲနိုင်တယ်။ဥဇ်ဘက်ကစ္စတန်ဖြစ်စေပတ်ဝေးဝမ်းတက်လာမယ့်အသင်းတစ်သင်းဖြစ်စေပြဿနာထွေးထူးထူးမရှိပါဘူး။နောက်ဆုံး group L အင်္ဂလန်ခရိုအေးရှားဂါနာပါနာမားနဲ့တွေ့ပါတယ်။ပါနာမားကလည်းထင်တယ်လို့သွားပြီးတော့အထင်သေးလို့မရတဲ့အသင်းတစ်သင်း။ဒါပေမဲ့ပါနာမားဖယ်ထားတယ်ဆိုရင်တော့မှခရိုအေးရှားနဲ့ဂါနာတို့ကတော့အင်္ဂလန်ကိုအကောင်းဆုံးဒုက္ခပေးနိုင်စွမ်းရှိပါတယ်။ဒီလိုကြောင့်လက်ရှိမဲခွဲပြီးသားအုပ်စုတွေကိုကျွန်တော်စမ်းစစ်ကြည့်ပုံအရတော့အင်္ဂလန်နဲ့ပြင်သစ်တို့က ပွဲချက်တဲ့အုပ်စုတွေထက်ကိုတတပူပူအုပ်စုချက်နေပါကြောင်းတုံးသက်ဆွေးနွေးနေတဲ့ဗီဒီယိုလေးဒီမှာနားကွင်းပြပါခင်ဗျာအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်